ျွန်တော်တို့မှဂျုံတွေ့နေရတဲ့ဘဝခက်ခဲတွေကိုဘယ်လိုရင်ဆိုင်မလဲကျွန်တော်တို့ဘယ်လိုတုံ့ပြန်ကြလဲဒီချင်းတွေမှာလူကသုံးမျိုးပွဲလာတယ်တချို့ကလွယ်လွယ်နဲ့လက်လျှော့လိုက်တယ်တချို့ကဟူပြီးမှကြောလာတယ်ဒါပေမဲ့တချို့ကျတော့အခက်ခဲတွေကိုအခွင့်အရေးဖြစ်ပြောင်းလဲပြနိုင်တယ်ဒီတတိယမျိုးစားနဲ့ပတ်သက်လို့ကတော့ဗီဒီယိုအဆုံးမှာထပ်ပြီးရှင်းပြပါမယ်ဆိုတော့ကျွန်တော်တို့ပုံမြင်လေးကိုစလိုက်ကြရအောင် Hello တတမ်းပြီးတော့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဘဝခက်ခဲတွေကိုရင်ဆိုင်ရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြလဲဆိုတာကိုပုံမြင်လေးတပုတ်နဲ့ပြောပြပေးချင်ပါတယ်တခါတော့ကသမီးတယောက်ဟာသူမအဖေကိုဘဝကအရန်ဆိုးရွားကြအောင်ဘလို့မှရှေ့ဆက်လို့မရတော့ကြအောင်အမြဲတပ်ပွဲဝင်နေရတာပြင်ပန်းကြအောင်လာပြီးဖွေပါတယ်ပြေသနာတစ်ခုပြည်တာနဲ့နောက်တစ်ခုကစတိုက်ပေါ်လာတယ်အဲ့လိုသူမခံစားနေရပါတယ်တဲ့ သမီးရဲ့စကားကိုကြားတော့သဘူမူသူဖြစ်တဲ့ဖခင်ကသူ့သမီးကိုမိဖို့ကြောင့်လည်းခေါ်သွားတယ်။ဘူးတုံးလုံးကိုရည်ဖြစ်ပြီးမိမိပြင်းနဲ့တင်လိုက်တယ်။ဒီလိုဆူလာတော့ဘူးတုံးလုံးရဲ့အာလူထက်နောက်ဦးရဲကျုပ်ထက်တတိယဦးရဲမှာတော့ကော်ဖီပေါက်တွေထည့်လိုက်တယ်။ဘာမှမပြောပဲမိနစ်20လောက်စူခိုင်းကြတယ်။သမီးကတော့သူ့ဘာလုပ်နေလဲဆိုတော့သိကျင်စိတ်နဲ့ ိတ်မရှိစွာနဲ့ပဲဆက်ဆိုင်နေခဲ့တဲ့။နေ့20ကြာပြီးနောက်မှာသူ့မိဘတွေကိုပိုက်လိုက်တယ်။အာလူးကိုအိုရဲကထောက်ပြီးကံလုံးနဲ့ထည့်လိုက်တယ်။ကျဲဦးတွေကိုလည်းအိုရဲကထောက်ပြီးကံလုံးနဲ့ထည့်လိုက်တယ်။နောက်ပြီးတော့ကော်ဖီတွေကိုလည်းအိုရဲကနေခွက်ခွက်နဲ့လောင်းထည့်လိုက်တယ်။ကျော်သူတမိပတ်လှည့်ပြီးတမိပါလူမြင်ရလဲလို့မေးတယ်တဲ့ဒီတော့သမီးဖြစ်သူကအလူရဲ့ကျဲဦးရဲ့ကော်ဖီရဲ့အမိမာတဲ့ဖေးလို့ပြောတယ်တဲ့ ဒါဆိုသမီးအာလူကိုအကန်ကြည့်စမ်းပါလို့သူခေကပြောတယ်။သမီးဖြစ်သူကအာလူကိုအကန်ကြည့်တဲ့အခါလူညပြီးပြောအိတ်နေတယ်ကိုတွေ့ရတဲ့။ဒါဆိုသမီးကျဲဦးကိုခွန်ခွာကြည့်လိုက်ပါလို့သူခေကပြောတော့သူသမီးကကျဲဦးကိုခွန်ခွာကြည့်လိုက်တဲ့အခါမှာမူလကအရေလိုဖြစ်နေတဲ့ကျဲဦးကမကြောတော့တင်းနေတယ်ကိုတွေ့လိုက်တယ်တဲ့။ဒါဆိုသမီးကော်ဖီကိုတောက်ကြည့်ပါအောင်လို့သူခေကပြောတော့သမီးကကော်ဖီကိုတောက်ကြည့်တဲ့အခါမှာမွေးပြတဲ့ကော်ဖီနဲ့ကြောက် သူသူမိမျက်နှာမှာပြောင်းပါလေးသူကိုပြူရတယ်တဲ့ personal development ဆိုတာက copy sheet ဖြစ်အောင်လေ့ကျင့်ခြင်းပါပဲပုံဝင်ခြင်းရဖြစ်အားကြောင့်ကျိုးပဲမသွားပဲနဲ့ဖြစ်အားတွေကိုအသာချိုက်ဖြစ်ပြနဲ့သုံးချနိုင်အောင်လေ့ကျင့်ခြင်းပါပဲဒီတော့ဒီပုံပြင်လေးကိုနားထောင်ပြီးတော့ကိုကြည့်နေတဲ့လူကကိုချင်းနေပါဘယ်နေသားမှရောက်နေလဲကိုကကျုပ်လူလားအာလူလူလားတမဟောကော်ဖီစိတ်လူလူကြောင့်ဖြစ်နေပြီလားဆိုတာကို c o m m n t တွေမှာဝင်ရောက်ဆွေးနွေးတော့ပြေးလို့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်ပြီးဆက်တွေ့ကြပါမယ် I love you all ပါ